ျွန်တော်ဒီနေ့မာစတာကြီးပဲ၄ခန်းပါတယ်လုံးချင်းအသစ်ဆက်တွေတလုံးထပ်မှန်ပြီးတော့ရောင်းချပေးတော့ပါအောင်မယ်တိဆောက်ထားတဲ့ပုံစံလေးက၃ဒက်ရူးစလတ်ကိုမှမာစတာကြီးပဲစုစုပေါင်း၄ခန်းပါပါတယ်ဆိုတော့ဂိမ်းရံမြေမျိုးစားလေးဖြစ်ပါတယ်ကျွန်တော်အတူတူအိမ်လေးကိုတွားပေးကြည့်လိုက်အောင်ကျွန်တော်အိမ်လေးကိုမပြပေးခင်လေးမှာကျွန်တော်ရဲ့ channel လေးနဲ့ကျွန်တော်ရဲ့ page လေးကို like and follow like and subscribe တော့ပေးဖို့လည်း ကျွန်တော်ဒီနေရာနေပြီးတော့ဗီဒါရေးခက်လောက်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ရှုပေးပါဗီဒီယိုရဲ့အထဲမှာဒီလုံးချင်းလေးနဲ့ပတ်သက်တဲ့ဒေတာချက်လက်အောင်လို့တခါဗီဒီယိုရဲ့အဆုံးမှာဒီလုံးချင်းလေးရဲ့ဈေးနှုန်းပါတပါတဲ့ဖော်ပြပေးတော့မှာဖြစ်တဲ့အတွက်ဗီဒီယိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ကျွန်တော်အရောက်ချင်းစီတိုင်းကိုဖိတ်ခေါ်ပါတယ်ကဲဗျာကျွန်တော်အခုအင်ရှိကိုရောက်ပြီကျွန်တော်အထက်ဝင်ကြည့်လိုက်မယ်ဆောက်ထားတဲ့ပုံစံလေးကတကယ်ကို modernize ပုံစံလေးတိဆောက်ထားတယ်ဆိုတော့ bonus ပုံစံလေးဖွဲ့စည်းရေးဆောင်တာတွေ့ရတယ်ပြီးတော့ channel ထဲမှာပဲကားကအကြီးစီးအသေးစီးနှစ်စီးရက်လို့ရဟိုဘက်ချက်မှာအသေးဒီဘက်ချက်မှာအကြီးပေါ့နော် okay ကျွန်တော်အိမ်နဲ့ဝင်ကြည့်လိုက်အောင်အိမ်နဲ့ဝင်ဝင်ချင်းမှာကျွန်တော်ဘာတွေ့ရလဲဆိုတော့သူကကျိုးပါကေးခင်းထားတယ်ပြီးတော့ height ကလည်းမြင့်ထားတယ်ပေါ့နော်သူ့ရဲ့အဲကန်းကတော်တော်ကိုကျယ်တယ်အော် okay ကျွန်တော်အထဲကိုချက်ပြီးလေ့လာကြည့်လိုက်အောင် ဝင်ဝင်ချင်းညာဘက်ချမ်းလေးမှာပုံမှန်ဆိုကျွန်တော်တို့အာ P20 P60 လုံးချင်းနေဆိုရင်အောက်ထပ်မှာ Master ပါလီပါတာသိမ်းမတွေ့ရအောင်ပေါ့နော်ဒီကောင်ကတော့ငင်ကြီးတဲ့မှာအစ Master Barrel တစ်ခန်းပါပါတယ်ဆိုတော့အားလေးကတော့တော်တော်သဘောကျတယ်ရရတဲ့လောက်ကိုသူယူထားတာပေါ့နော် Master Gun လေးရအောင်ဆွဲထုတ်ထားတယ်ဆိုတော့ Okay ပုံမှန်သူ P20 ဒီမှာ Master ငင်ကြီးတဲ့မှာ Master ပါလီပါတာနည်းနည်းနည်းတယ်ပေါ့နော် Okay ကျွန်တော်မြို့ပုံကကြည့်အောင်မြို့ပုံကကတော့ ကျဲတယ်သို့ပြတော့လည်း kitchen cabinet တွေမတက်သေးတဲ့အတွက်နည်းနည်းတော့အာအရင်လှပြီးတော့မဟုတ်သေးဘူးပေါ့ဒါပေမဲ့ kitchen cabinet တွေတက်လိုက်ပြီဆိုရင်တော့လုံးဝလှပါမယ်ဝါရမ်းလိုက်တယ်ပြီးတော့ပြီးတော့ဒီမှာမှာ gas toilet ပေါ့နော်အဲ့အဲ့တွေပါသုံးဖို့အတွက် gas toilet တခုလေပါပါသေးတယ် gas toilet လေးပေါ့နော်ဒီချွတ်ခိုင်းတာတွေအစုံပါပါသေးတယ်နောက်ပြီးတော့ဒီဘက်မှာသူ့ရဲ့နောက်ဖွေးလေးကိုကျွန်တော်ရမ်းသဘောကြတယ်ဒီဘက်မှာတော်တော်ခုအခြေကြီးကျန်သေးတယ်အပေါ်မှာလည်းအပေါ်မြန်တဲ့ဂျက်နဲ့အောက်ဟွာနဲ့ပေါ့နော်အောက်ကအားနဲ့ဆက်လိုက်ပြီးတော့ နောက်မှာအဝက်ကချင်းထပ်လုပ်လို့ရသေးတယ်ဆိုတော့အဲ့ဒါ၄ရန်သဘောကျတယ်โอเคကျွန်တော်တို့အပေါ်တက်တွေလေးလာလဲအောင်အောက်ထက်တွေအကုန်ပြီးပြီဆိုတော့လေကလေးလေးလည်းပြပြလေးတွေပဲလေကလေးလေးလည်းမမြင်ဘူးတက်အဆင်းရတာတော့လွယ်ကူတယ်โอเคကျွန်တော်အပေါ်တက်တဲ့ချင်းညာတဲ့ချမ်းမှာမစတာဘရွန်တစ်ခန့်ကိုစတွေ့ရပါတယ်ဆိုတော့သူကလေကတက်တဲ့ချင်းညာဘက်ချမ်းလေးပေါ့နော် သူ့ရဲ့ master bedroom အခန်းထဲမှာလည်း aircon ပါပြီးသားဖြစ်ပါတယ်ဒီခန်းလေးမှာတော့ bed တက်လေးပါတယ်ရေပူရေးပါပြီးသားဖြစ်တယ်သူကအိတ်ခန်းတိုင်းမှာ aircon ပါပြီးသားဖြစ်ပါတယ်ဆိုတော့ okay ထပ်သွားကြည့်လိုက်အောင် okay ဒီဘက်ချမ်းဒီဘက်ချမ်းအခန်းလေးဆိုရင်ပုံမှန်ဆိုကျွန်တော်တို့အပီ20ခန်းလေးဆိုရင်သူက master မပါဘူး single လို့ bedroom နဲ့တွေ့ရတာပေါ့ဒီမှာသူက master bedroom ပါပါတယ်ဆိုတော့ အောက်ထပ်မှာ master တခန်းပထမတက်မှာ master နှခန်းတော့စုစုပေါင်းကျွန်တော် master 3ခန်းပြပေးပြီးတော့ပါပြီဆိုတော့နောက်ဆုံး master ခန်းကျွန်တော်ထပ်ပြပေးမယ်ခဏလေးကျွန်တော်ပထမတက်လေးကိုအရင်ပြပေးပါမယ် okay ဆိုတော့ okay ဒီဘက်မှာတော့အာဒုတိယပေါ့နော်ဒုတိယ level တော့ second level ဖြစ်သုံးလို့ရတယ်ပြီးတော့ဘုရားကန်းဖြစ်သုံးခြင်းနဲ့သုံးလို့ရတာကိုကျွန်တော်တွေးရပါတယ်ဆိုတော့ဘော်တက်ကလည်း အတက်အပေါ်တက်ရဲ့အဲခန်းလေးတော်တော်ကိုကျွဲတယ်ပြီးတော့သူကမှန်ကြီးရေဆိုအရင်သဘောကျတော့ temper glass တွေတုံးထားလို့ကျွန်တော်ပြောတယ်ဆိုတော့သူ့ဝရဏကြည့်မယ်ဆိုရင်ဟာစိမ့်ဆိုးနေမှာတကယ်ကိုလှတယ်ဗျာမိုးရွာနေတော့ထွက်ရိုက်ဖို့နည်းနည်းခက်ခဲတယ်ပေါ့နော်ဆိုတော့ okay မိုးရနေမိုးတွေတစ်ဖက်ပေါက်ကျနေကျွန်တော်အခုရိုက်တဲ့အချိန်မှာပဲဆိုတော့ okay ပါကျွန်တော်အခုအသွေးအမြင်ကြီးတဲ့ပရမတက်ပြပြီးပြီဆိုတော့ကျွန်တော်နောက်ဆုံးအပေါ်ဆုံးတက်ကိုကျွန်တော်တက်ကြည့်လိုက်ပါမယ် okay အပေါ်တက်လေကားတက်လိုက်တာလေလေကားလေးပေါ်တက်လေကားလေး ဖြစ်ပြီးလေးပဲပြီးတော့ border မှာသုံးတဲ့ missile တွေကလှတယ်ဗျ။ Okay ဒီမှာဒါ border တက်တက်ချင်းဘက်ဘက်ချမ်းလေးမှာနောက်ဆုံး master baron ကြီးကိုတွေ့ရတယ်။ဒီ master baron ကတော့အခြေဆုံးလို့အခန်းထဲပါသည်မအဲဒီတိုက်မှာပါသည်မအခန်းထဲမှာအခြေဆုံး master baron လို့ပြောလို့ရပါတယ်။ဆိုတော့ရေချိုးခန်းအိမ်နာတွေ့လေးပေါ့နော်။ဆိုတော့ဒါ baron touch လေးဖြစ်ပါတယ်။လာတယ်ဗျသုံးထားရဲ့ပစ္စည်းအောင် quality ကိုအကောင်းစားတွေအမိုက်စားတွေပဲသုံးထားတယ်ဆိုတော့ကျွန်တော်ဝန်ထမ်းလေးဖျက်ပြပေးမယ် โอเคဒါကတော့ master barrel အော်ဘက်ခွနီလေးပေါ့နော်ဝရဏလေးပေါ့ဒီဝရဏကတော့တော်ကိုချေတယ်ပြတပန်းဝလေးနဲ့တကယ်လသဘောကျတာတခုပါဆိုရင်ပဝင်းကြီးတခုဆင်းပြီးတော့လေအဲ့လေးတော့အရန်စိတ်ခံစားမှု relax တကယ်ဖြစ်စေတယ်။ Okay နောက်တစ်ခုတက်ပြပေးမယ်။အဲ့ဒါဘာလဲဆိုတော့ဒီအခန်းရဲ့ဒီအပေါ်သုံးတက်ကတော့ဟိုဝရဏအရှိနောက်နှစ်ခုပါတာပေါ့နော်။အဲ့လေးကိုသဘောကျတယ်။ဆိုတော့ okay ဒီကတော့နောက်ကဝရဏလေးပေါ့နော်။ နော်ဝတ်ရတာလေအဝတ်တပါလမ်းကြီးလမ်းဘာပဲကြက်ရလို့လို့ရဟိုလှုပ်ချက်လှုပ်ရမိသားစုပါတီပဲလှုပ်မလားလှုပ်လို့ရတယ်ဗောနော်ဆိုတော့အတော်မိုက်တယ်โอเคအပေါ် roof slab တက်ကြည့်မယ်အပေါ်မှာ solar panel တင်မလားလုံးဝ roof slab ဖြစ်ပါတယ်ဆိုတော့အပေါ်မှာပဲကိုယ့်ဟာကိုထပ်ပြီးတော့ဟိုခေါင်းမိုးထပ်မိုးခြင်းလဲမိုးလို့ရသေးတယ်တော်တော်မိုက်တယ်ဆိုတော့ရေစလန်းတင်ထားပြီးသားဖြစ်ပါတယ်ဆိုတော့ဒီအိမ်လေးကသူကခရံမြီမိုးစားလို့ကျွန်တော်သိရပါတယ်။ဟောနေဖို့ဆောက်တာဖြစ်တဲ့အတွက်အရန်ကောင်းပါတယ်။ ဗီဒီယိုရဲ့အဆုံးမှာဒီအိမ်လေးရဲ့ဇင်းလုံးကိုမှတပါးတည်းပေါ်ပြပေးတော့မှာဖြစ်ပါတယ်။ Okay အိမ်လေးကိုကြည့်ပြီးဆိုတော့ကျွန်တော်ဇင်းလုံးလေးပြောပါမယ်။ဇင်းလုံးလေးပြောခင်မှာဒီအိမ်လေးရဲ့တင်နေရာကမြို့တကူမြို့နယ်40ရပ်ကွက်မှာတည်ရှိပြီးတော့သူကရာဇာရွဲ့လမ်းမကြီးရဲ့ဒဲစင်းမှာတည်ရှိပါတယ်။ချဲအဲဂျေဝန်ကပေ20ပေ60ဖြစ်ပါတယ်။သူက3တက်ကောင်မှ rules လက်ပုံစံ master လေးကန်းပုံစံနဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။အိတ်ခန်းအလုံးက master baron ဖြစ်ပါတယ်။မြေမျိုးစားလေးကတော့ဂိယံမြေမျိုးစားလေးဖြစ်ပါတယ်။ အထူးပဲကျေးဇူးတင်ပါတယ်ဒီအိမ်လေးရဲ့ဈေးနှုန်းကတော့38,900ဖြစ်ပါတယ်ညီနိုင်ပြပါမယ်ကျွန်တော်မြန်မာရဲ့ကျိုးဆောင်ကအထူးပဲညီနိုင်ပြပါအောင်မယ်အထူးပဲကျေးဇူးတင်ပါတယ်ဒီအိမ်လေးနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကိုသိကြရတဲ့ဆိုရင်တော့ကျွန်တော်ဖုန်းနံပါတ်39916833ကိုဖုန်းခေါ်ရွေးလဲအသေးစိတ်ကိုမေးမြန်းစုံစမ်းနိုင်ပါသေးတယ်အထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်ဗီဒီယိုလိုက်ပါကြည့်ရှုပေးတဲ့ရောက်ချင်းစတိုင်းပေါ်မှာငွေနဲ့လုံးဝဝယ်လို့မရတဲ့ကြမ်းပါခြင်းပျော်ရွှင်ခြင်းဤတဲ့ခြင်းတက်ရောက်ပါစေ